အင်္ဂလန်ရဲ့ကုန်သိက္ခာကိုအာစနယ်နဲ့ချယ်ဆီကအဓိကဆဲပေးနေတာပါ။အင်္ဂလန်တင်းတွေကဂျာမနီတို့ပြင်သစ်တို့စပိန်တင်းတွေနဲ့တွေ့တဲ့အခါကျရင်ရှုံးတက်ကြတာများပါလိမ့်။ဒါပေမဲ့အာစနယ်နဲ့ချယ်ဆီတို့ကတော့အင်္ဂလန်တင်းတွေပြီးပြီးအင်္ဂလန်တင်းတွေရဲ့ကုန်သိက္ခာကိုအခုလိုပွဲတွေနိုင်ကြပြီးတော့ဆဲပေးနေတာဖြစ်ပါလိမ့်။အာစနယ်ကမင်းညာတော့ကတရားသီးရှုံးပွဲမရှိသေးတဲ့ဘာမနစ်ကို3-1နဲ့နိုင်ကန်သွားခဲ့ပြီးတော့ချယ်ဆီကဆိုရင်လေဟိုနေ့ကဘာစီလိုနာတင်းကိုအိမ်ကွင်းမှာ3-0ဆိုတဲ့ရလဒ်နဲ့နိုင်ကန်သွားခဲ့တာဖြစ်ပါလိမ့်။စပိန်နဲ့ဂျာမနီကအကောင်းဆုံးဆိုတဲ့အသင်းတွေကိုသူတို့နိုင်ကန်သွားချိန်မှာ လီဗာပူးစီးတီးနဲ့စပါတို့ကတော့မနေ့ညပဲချန်ပီယံလိမှာဂိုးပြတ်တဲ့ကြီးပဲရှုံးနေသွားခဲ့တာပါလီဗာနဲ့မန်စီးတီးတို့ကတော့အိမ်ဝင်းမှာရှုံးခဲ့ပြီးစပါကတော့ PSG ကိုဝေခွင်းမှာရှုံးနေခဲ့တာပါဒီတော့လက်ရှိအင်္ဂလန်တင်းနေတဲ့မှာဆိုရင်အာဆင်နဲ့ချယ်ဆီကခြေငိမ်ဆုံးလို့ပြောရမှာဖြစ်ပါတယ်အဲဒီမှာအာဆင်ကလက်ရှိဥရောပမှာခြေငိမ်ဆုံးနဲ့အကောင်ဆုံးအသင်းဖြစ်မှတ်တမ်းဝင်သွားပြီးတော့ချယ်ဆီကတောင်မှရှုံးလိုက်နိုင်နေတာဖြစ်ပါတယ်ဒါပေမဲ့ချယ်ဆီတို့ကလက်ရှိမှာဆိုရင်နောက်ဆုံး6ပွဲစက်အထိကိုရှုံးပွဲမရှိနေထားနဲ့ကစားပြထားပါတယ် ဟိုနေ့ကဘာစီလိုနာကို3ဂိုးဂိုးမရှိနဲ့နိုင်သွားတဲ့ပွဲမှာဆိုရင်လည်းချယ်ဆီကတကယ်ကိုကောင်းပါတယ်။တချို့ကတော့ရာသွားတဲ့ဂိုးတွေကကြက်ဂိုးတွေလို့ပြောပေမဲ့ SD Bauer တို့ Google လာတို့လိုကစားမရရဲ့စွမ်းဆောင်ရည်တွေကအထင်ရှားပေါ်ထွက်လာခဲ့ပါတယ်။နောက်ပြီးလက်ရှိကမ္ဘာအကောင်းဆုံးလူငယ်ကစားမလေးလမရမယ်ကိုဆိုရင်လည်း Google လာကနိုင်ငံသင်းပေါ်ကျင်းတော်မှာအထာမထားပဲနဲ့သူ့အိမ်ထဲမှာကောက်ထည့်ပြထားခဲ့တာပါ။ဒီတော့ဖလားစုံတင်ပူတဲ့ကမ္ဘာပထမအဦးဆုံးချယ်ဆီအသင်းကတော့လက်ရှိမှာအင်္ဂလန်သိက္ခာကိုစေရင်နဲ့စတင်ချက်ပြုတ်နေပြီလည်းဖြစ်ပါရည်။ ။ဒါပေမဲ့အာဆင်နယ်ကတော့စတင်ချက်ပြုတ်ခဲ့တာလွန်ခဲ့တဲ့16ပွဲကတည်းကပါ။ခြေတော်ငြိမ်းသလိုလက်ရှိမှာဘယ်တင်နဲ့ပဲဖြစ်ဖြစ်သူတို့ကအထာမထားပါဘူး။တမိုင်းမှာဥရောပဖလားမရဘူးသိပေမဲ့လို့လက်ရှိသူတို့ပြသနေတဲ့ခြေစွမ်းတွေကတော့ဒီနေ့ထဲမှာရှိသမျှဖလားအကုန်လုံးနဲ့တောင်မှထိုက်တန်နေပါရီ။နောက်ပြီးတော့အင်္ဂလန်ရဲ့ဂုံသိက္ခာကိုရီယဲတို့ဘိုင်ယန်တို့အက်တလတီကိုတို့ကိုအနိုင်ယူပြီးတော့အဓိကဆယ်ပေးနေတဲ့အတင်းလည်းဖြစ်ပါရီ။နောက်ပြီးတော့လူဆုံဆုံမဆုံဆုံသူတို့ကအတကုံဖြုတ်တာပါ။ အခုဆိုဖြုတ်တာများလုံးလို့စကွန်နပွဲစက်တိုင်းနိုင်ပွဲဆက်နေတဲ့ဘလူးကြီးကတောင်မှအာဇနယ်ရှိမှအဆွဲကျိုးသွားခဲ့ရတဲ့အထိပါပဲအဓိကလူတွေနားနေရာတောင်မှရှိတဲ့လူချင်းတွေပဲရအောင်လုပ်ပြသွားတဲ့အတွက်တကယ်ကိုချီးကျူးတိုက်တဲ့အတင်းအတင်းလည်းဖြစ်ပါတယ်အဲဒါကြောင့်ချယ်ဆီနဲ့အာဇနယ်တို့ကတော့လက်ရှိအင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတွေပဲဖြစ်ပါတယ်ဒီတော့တခြားသောနောက်ပေါက်တွေနဲ့စကောအသင်းဖန်တွေဥရောပဘီယင်မာဆိုတဲ့ဆရာကြီးတွေအနေနဲ့လက်ရှိမှာတော့သူတို့ကိုသွားပြီးတော့တမ်းမညှိတင်သေးပါဘူးခင်ဗျာတမ်းညှိမြင်တော့လက်ရှိစပိန်ဘလူးနဲ့ဂျာမန်ဘလူးတို့လိုဂိုးပြတ်တွေကြီးအလှူပေးလိုက်ရမှာဖြစ်ပါတယ် နောက်ပြီးရှေးပွဲမှာသူတို့နဲ့ဦးထိပ်တိုက်တွေ့မှာဖြစ်ပါလေ။အဲ့ပွဲမှာတော့ဘသူကပိုကောင်းလဲ၊ဘယ်သင်းကအင်္ဂလန်ရဲ့ဂုဏ်သိက္ခာအဓိကဆယ်ပေးနေတဲ့အသင်းဖြစ်မလဲဆိုတာအဓိကအဆုံးဖြတ်ပြီးသွားမှာဖြစ်ပါလေ။